ဖေးမရင်ကိုငလင်ပေးတူပြီးခဲ့တဲ့28ရက်မွန်လ7:50မိနစ်ဝန်းကျင်လောက်ကမြန်မာနိုင်ငံစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်60ကီလိုမီတာအကွာမှာ9.9ပမာဏရှိတဲ့အင်အားပြင်းငလင်လွတ်ခတ်သွားခဲ့ပါတယ်ဒီလိုအင်အားပြင်းငလင်အပြင်နောက်ဆက်တွဲငလင်ငယ်များလည်းစတိုက်လွတ်ခတ်ခဲ့တာကြောင့်သခိုင်းမန္တလေးပဲခူးနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာလူနေအိမ်ရဲ့အဆောက်အအုံများဇေဒီပထိုးများဗလီများကြောင်များလန်ဒနာများပြိုကျပျက်စီးခဲ့ရပါတယ်။ အခုလက်ရှိဧပြီလ၁ရက်နေ့အထိလူပေါင်း3600ကျော်တေဆုံးထပြီးနောက်ထပ်တေဆုံးသူတွေလည်းအများကြီးရှိနေပါသေးတယ်။ကျမတို့ရဲ့ရွှေနှုတ်တင်းကနေငလီပေးတင်ပြည်သူတွေအတွက်တင်းတရ၁၀ကိုမတည်ပြီး31ရက်နေ့ကနေစပြီးအလူငွေကောက်ခံပေးခဲ့ပါတယ်။တရရဲ့အတွင်းမှာပဲအလူရှင်အယောက်350ရဲ့အလူငွေစုစုပေါင်းမြန်မာငွေ3,690ကိုရရှိခဲ့ပါတယ်ရှင်။ ဒီငွေတွေအကုန်လုံးအပြင်အခုဒီဗီဒီယိုကနေရလာမယ့်ငွေတွေအလုံးကိုလည်းငလင်ပေးတဲ့ပြည်သူတွေအတွက်လှူပေးသွားမှာဖြစ်ပြီးပြည်လဲထူထောင်ရေးလုပ်ငန်းတွေမှာလည်းအာသတ်တရောပါဝင်သွားမယ်ဆိုတာကိုအသိပေးအပ်ပါတယ်ရှင်။28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ငလင်အပြီးဒီနေ့အချိန်အထိလူပေါင်းများစွာအတွက်အကူအညီတွေလိုအပ်နေသေးပါဘယ်နေရာမှာပါပဲဖြစ်ဖြစ်ရှေဆုံးကနေသွားပြီးကူညီပေးတတ်တဲ့သူမျိုးတွေကိုကျိုးမကြီးရဲ့လူငယ်တွေအားလုံးရှစ်ထွက်လာကြပြီးဒီလိုတဘာဝဘေးရန်ခံရတဲ့နေရာတွေအထိအကူအညီတွေပေးနေကြပါပြီ။ မိတ်ဆွေကဒီလိုလူတွေကတယောက်ဖြစ်ပြီးတော့လူကိုယ်တိုင်တော်ရောက်ကူညီပေးဖို့အတွက် စိတ်ပိုင်းဖြတ်ထားပြီးပြီဆိုရင်တော့ဒီချက်လေးတွေကိုမျှဝေပေးပါရစေရှင်ပထမဦးဆုံးအနေနဲ့ငလင်ဖြစ်ပေါ်တဲ့နေရာတွေမှာတုံ့နှိခဲ့ကြရတဲ့လူတွေရဲ့အခက်အခဲတွေကိုနားလည်ထားပြီးပို့ပါငလင်တန်ကြောင့်အယိုးကျတဲ့လူနာတွေအရာဝတ္ထုတွေပြီးပြီလို့တန်ရန်ရတဲ့သူတွေခြုံထက်တဲ့ပစ္စည်းတွေကနေရတဲ့ဖောက်ဝင်တန်ရအရေပြားပုံးပဲ့ထိခိုက်ပျက်ရှတန်ရများမီးလောင်တန်ရများ ဥကောင်းထိခိုက်မိတာကြောင့်အုံနောက်ကိုထိခိုက်စေတဲ့ဒဏ်ရာတွေစရာတွေကငလင်ဖြစ်ပြီးရတဲ့တွေ့ရတဲ့ဒဏ်ရာမျိုးစားတွေပါဒီလိုဒဏ်ရာတွေနဲ့ကြုံတွေ့ရပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ရှင်းဥသူနာပြုစုနီကိုပထမဦးဆုံးသိထားပြီးမှသာအဆင်ပြေမှာပါဒါကြောင့်မို့ YouTube မှာရှိတဲ့ရှင်းဥသူနာပြုစုနီဗီဒီယိုတွေကိုလိုင်းရုံမှာတစ်ခါတည်းဒေါင်းလုဒ်ဆွဲထားကြဖို့နဲ့အချိန်ရတိုင်းပြန်လေ့ကျင့်ဖို့ပါ ငလင်းတန်ကြောင့်အဓိကကြုံတွေ့နိုင်ရတာတွေကတော့သွေးထက်လူနေတဲ့လူနာတွေကိုသွေးထိန်ပေးရတာအယိုးကျောရာတွေအတွက်စက်စီးပေးရတာနဲ့လေဗီယွန်ကျောရဲ့လူနာတွေကိုတေချာခရုစိုက်ပေးရတာ CPR လုပ်ပေးရတာတွေပါ CPR ဆိုတဲ့ Cardiopulmonary Resuscitation ကအရေးပေါ်အသက်ကင်နည်းပါ CPR ကလူအသက်ကိုကယ်တင်နိုင်ပါတယ်ဒီနေရာမှာအတူအချုပ်အနေနဲ့ Doctors ABC ဆိုတဲ့စကားလုံးတွေကိုမှတ်ထားရင်ရပါပြီဒီဆိုတာကဒိန်းချာကိုကိုးစားပြုပါတယ်အရေးပေါ်အသက်ကင်နည်းလုပ်ပေးဖို့အတွက်နေရာအနေအကင်းတဲ့နေရာဖြစ်ရပါမယ် ဒါမှသာနောက်ပိုင်းလုပ်ငန်းစဉ်တွေကိုကောင်းကောင်းလုပ်နိုင်မှာပါ။အာဆိုရာကတော့ respond လို့ခေါ်ပြီးတော့လဲကြနေတဲ့လူနာစီကတုတ်ပြန်စကားကြားရမကြားရကိုမေးကြည့်ရမှာပါ။အကယ်၍လူနာစီကဘာတမ်းမှမကြားရဘူးဆိုရင်နောက်တစ်ဆင့်ဖြစ်တဲ့ Shout for Help ဆိုတဲ့ S ကိုလောက်ရပါမယ်။ဒါကတော့ကျွမ်းကျင်တဲ့ဆရာဝန်တွေ၊သူနာပြုတွေလာရောက်ပြီးတော့ကူညီနိုင်ဖို့ပါ။သူတို့မရောက်သေးခင်မှာ A ဆိုတဲ့ Airway ဆိုတာကိုမှတ်ပေးဖို့ပါ။ အဲ့ဒါကတော့အသက်ရှူလမ်းကြောင်းဖြောက်အောင်ခေါင်းကိုအပေါ်မော့ထားပေးပြီးတော့ဗစက်ကိုခါဟါလေးထားပေးရပါမယ်။ဘီဆိုတဲ့ breathing အစစ်မှာတော့လူနာအသက်ရှူတယ်မှန်သလားဆိုတာကိုသေချာကြည့်ပေးရပါမယ်။ဒီနေရာမှာနားနဲ့ဗစက်နားကပ်ပြီးအသက်ရှူနေသေးလားဆိုတာကိုစစ်ဆေးပြီးတော့အသက်ရှူတယ်မှန်မှန်လားအသက်မရှူတော့ဘူးဆိုရင်တော့နောက်ထပ်အဆင့်ဖြစ်တဲ့ circulation ကိုဆက်သွားရပါမယ်။ စီကိုလွတ်တဲ့နေရာမှာလူနာရဲ့ရှင်ဘက်ပေါ်မှာလက်တစ်ဖက်ကိုတင်ဖြောင်းဖြောင်းထားပြီးတော့နောက်ထပ်လက်တစ်ဖက်ကအောက်မှာရှိတဲ့လက်ကိုပြန်ဆုပ်ထားပြီးရှင်ဘက်ကိုဇက်တိုက်ဖိလိုက်ပြန်လျှော့လိုက်လုပ်ပေးရမှာပါပြန်လျှော့တဲ့အချိန်မှာလည်းရှင်ဘက်ပုံမှန်ပြန်ဖြစ်တဲ့အထိလက်ကိုလျှော့ပြီးပြန်ဖိရင်တော့နှလက်မလောက်ဝင်တဲ့အထိတေချာလေးဖိပေးရမှာပါဒီလိုမျိုးအရေးပေါ်အသက်ကင်ကြီးကိုဆရာဝန်မလာခင်အထိဇက်တိုက်လုပ်ပေးနေဖို့အရေးကြီးပါတယ်ဒါပေမဲ့ငလင်တန်ကြောင့်နိုင်ရုံးတွေကျိုးမကျိုးကိုတော့တေချာစစ်ဆေးပြီးမှ CPR ကိုလုပ်ပေးတင်ပါတယ်ဒီလိုမျိုးကြုံလာနိုင်တဲ့အခြေအနေတွေကိုတေချာ နာလိုက်ပြီးတော့အလုပ်ရမယ့်အဆင့်တွေကိုအတိအကျလိုက်နာမှသာလူနာရဲ့အသက်ကိုအကောင်းဆုံးကယ်တင်ပေးနိုင်မှာပါဒီလိုအခြေအနေတွေအပြင်ကျန်းမာရေးပြဿနာတွေလည်းကြုံရနိုင်ပါသေးတယ်အဲ့ဒါတွေကတော့ငလင်ကြောင့်ထိခိုက်တံရမရသူများအတွက်နောက်ဆက်တွဲအနာပိုးဝင်ခြင်းကိုဂရုပြုရပါမယ်ကျန်းမာရေးဆန့်ရှောက်မှုမရခြင်းအငြင်းအကျေးများစွန့်ပစ်ပစ္စည်းများယောဂဘူပါဝင်တဲ့ရှေ့အမုံမာတို့နဲ့ထိတွေ့ခြင်းတို့ကြောင့်တံရကိုပိုးဝင်နိုင်ပါတယ် ။ဒဏ်ရာပိုးဝင်သွားတာကနေစပြီးတော့အနာမကျခြင်း၊သွေးစိတ်တက်ခြင်းကနေခြေလက်များဖြစ်တတ်ရခြင်းတို့ဖြစ်နိုင်တာမို့ပေါ်ဆနေလို့တော့မရပါဘူးရှင်။ကူးစက်ရောဂါများဆိုရှယ်မီဒီယာပေါ်မှာခဏခဏတွေ့နေရတဲ့တောက်ရည်နဲ့တုံးရည်ပြက်လက်တယ်ဆိုတာကအမှန်တကယ်မြေပြင်မှာကြုံတွေ့ခံစားနေရတဲ့ပြဿနာတွေပါ။ ဒီလိုတောင်းရင်တောင်းရင်ရှားပါလာရရဲ့နောက်မှာအဖြစ်များတက်တဲ့ယောဂတွေကလည်းကပ်ပါလာတတ်ပါတယ်။ငလင်းလုပ်ပြီးရဲ့နောက်မှာတော့အဖြစ်များတက်တဲ့ကူးစက်ယောဂတွေကရေမတန်ရှင်းမှုကြောင့်ဖြစ်တဲ့ဝမ်ပြဲဝမ်လျှော်ယောဂ၊ဖုန်မုန်းတွေကြောင့်ဖြစ်နိုင်တဲ့အသက်ရှူလမ်းကြောင်းနဲ့အဆုံးရောင်ကူးစက်ယောဂ၊အင်းဆက်ပိုးမောတွေကြောင့်ဖြစ်ပေါ်နိုင်တဲ့ငှက်ဖျားနဲ့အခြားကူးစက်ယောဂ၊တောင်းရင်လုံလောက်စွာမရတဲ့အတွက်အဖြစ်များတက်တဲ့အရေပြားကူးစက်ယောဂတွေဖြစ်တဲ့အသေးအောင်အတော်ဝ A နဲ့ E စတာတွေပဲဖြစ်ပါတယ်။ ီလိုကူးစက်ယောဂါရဲ့ဓာတ်ရနေကာကွယ်နိုင်ဖို့ငလင်းချံကိုခံစားရတဲ့လူတိုင်းကိုတခွေအတန်ရှင်းမှုကိုတေချာခင်းဆိုင်ပေးဖို့အသိပညာမျှဝေပေးလို့ရပါတယ်။တွေးကြောယောဂါ၊စီးကြောယောဂါ၊နှလုံးယောဂါ၊ခုခံရာကြာစင်းမှုကူးစက်ယောဂါ HDV ယောဂစတဲ့အနာတရှည်ယောဂဝေဒနာတွေခံစားနေရတဲ့သူတွေကလည်းငလျင်နဲ့ကြောင့်နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးခံစားရနိုင်ခြင်းများပါတယ်။ပုံမှန်တောက်နေကြဆေးဝါးမရတာမျိုးတွေဈေးုံဈေးကနေပျက်စီးသွားတဲ့အတွက်ဆေးဝါးပြက်လက်တာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ကိုဝင်ဆောင်မိခင်တွေနဲ့လသာအရွယ်ကလေးတွေကဒီလိုတဘာဝဘေးရနေရတဲ့ကြုံရရင်အများဆုံးထိခိုက်ခံစားရတာကြောင့်ပေါ်ဆနေလို့မရပါဘူးရှင်။ကိုဝင်ဆောင်တွေတက်ကြီးရွယ်ဦးတွေနဲ့ခလင်းငယ်တွေကိုဦးစားပေးဖို့ပြောကြင်ပါတယ်။တည်ဆုံးခန္ဓာကိုယ်များအတွက်ဆောင်ရွက်ရှောင်ရွက်များ ကယ်ဆယ်မှုတွေရဲ့နောက်မှာယောက်ျားရင်းမကြီးတွေတော့မျက်ရည်ကျကြတာကတော့အုပ်ပုံတွေကြားကထွက်လာတဲ့ dead body တွေပါ။နလီနဲ့ပတ်သက်ပြီးတော့အသိပညာကောင်းကောင်းမပေးနိုင်တာနဲ့အချိန်မီမကယ်ထုတ်နိုင်ခဲ့တဲ့အတွက်တိစုံခဲ့ရတဲ့အရေးအတွက်ကလည်းအများကြီးပါ။ဒီလိုမျိုး dead body တွေကိုကင်တွယ်ရဲ့နေရာမှာလဲတေချာတတိထားရမယ့်အချက်လေးတွေကိုမျှဝေပေးပါရစေ။ဒီလိုမျိုးတည်ဆုံသွားတဲ့သူတွေကိုကင်တွယ်ဖို့အတွက်အထူးအောင်ဆုံးနဲ့လိုင်းလုပ်ဖို့အလွယ်ဆုံးနည်းလမ်းကတော့အဝတ်တန်းတန်းနဲ့ plastic အိတ်တွေပါ။ပထမဦးဆုံးအဝတ်နဲ့နှာခေါင်းကိုစီးပါ ပြီးရင်လက်တွေကိုတော့အိတ်နဲ့စီပါတရားနဲ့တရားပြန်စီပြီးရင်ပို့ပြီးတော့လွဲကူပါတယ်တဲထုတ်ပြီးရနဲ့ချက်ချင်းလက်ကိုပြန်စေရပါမယ်မဖြစ်မနေကင်ရမယ်လက်အိတ်လည်းမရှိဘူးဆိုရင်တော့နှာခေါင်းစင်းကိုတော့မဖြစ်ဖြစ်အောင်စီးဖို့တိုက်တွန်းချင်ပါတယ် ်ပြီးတော့ဒီဗီဒီယိုကင်တယ်ပြီးသွားရင်လက်ကိုစက်ပြာနဲ့တင်းဆိုင်ပြန်စည်းဖို့လိုအပ်ပါတယ်ဒီဗီဒီယိုတဲထုတ်တဲ့နေရာမှာအသုံးပြုတဲ့ပစ္စည်းတွေကိုတည်တည်ကြာကြာလေးပိုးတက်ဖို့လိုပါတယ်ဒီဗီနဲ့တရက်ထိထိချင်းမျိုးလုံးဝမလုံးမရောက်နေဖို့နဲ့ဒီဗီဒီယိုကင်တယ်ရင်းနဲ့အစားစားတာရေတောက်တာမျိုးရှောင်ကျင်ရပါမယ်နောက်ဆုံးတစ်ချက်ကတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်နေတဲ့အချိန်အတွင်းမှာစစ်တီးကိတ်ဆရာမြင်ကွင်းတွေအများကြီးမြင်နေတာမို့လို့စိတ်ကိုအနာပေးပြီးတော့ volunteer အသေးစိတ်ဖိမပေးကြပါရှင်။ ဒီဗီဒီယိုတေချာထုတ်ဖို့ပြီပြီဆိုရင်တော့မိတ္တူဆက်ရှိရဲ့နေရာတွေစီမပို့နိုင်ခင်အရင်ရရဲ့နေရာမှာထားထားပေးဖို့ပါပြီးရင်တော့တည်ဆုံးသူရဲ့မိသားစုဝင်တွေကိုရှာဖွေတတိပေးနိုင်မှုအတွက်တည်ဆုံးသူကိုရှာတွေ့ရဲ့နေရာမျက်နှာနဲ့ထင်ရှားတဲ့အမှတ်အသားတွေကိုတက်ပုံမှတ်တမ်းရယူထားပေးပါစေဝါကျဉ်ရှင်စင်တရားရဲ့ပြပြထားတဲ့အချက်တွေရတော့ဒီမီတွေကနေထွက်လာတဲ့အရေးတွေနဲ့ဒါရိုက်မထိမိအောင်ဂရုစိုက်နိုင်ရင်အကောင်းဆုံးပါတည်ဆုံးချိန်ကျလာတာနဲ့အမျှခန္ဓာကိုယ်ကနေမီသိန်းအမိုနီးယားအပြင်အခြားတန်ခွေ့ရှင်မျိုးလောက်အထိထွက်ပါတယ် ဒီလိုအနံ့အသက်တွေကအချင်းကြလေးပူပူပြီးတော့ဆိုးလာတာမို့လို့ယူမိမယ်ဆိုရင်တော့နှက်ခေါင်း၊လက်ဘေးနဲ့မျက်လုံးတွေရှားတတ်တယ်လို့အသက်ရှင်ရတာကိုလည်းစူးစူးဝါးဝါမွန်ကျက်စေပါတယ်။အခုလောလောဆယ်အရေးကြီးလိုအပ်တဲ့ပစ္စည်းတွေထဲမှာအဓိကနံပါတ်1အနေနဲ့ရှိနေတာကတော့ dead body bag တွေပါ။ဒီတွေရှိမှသာသူတို့စီကထွက်လာတဲ့သွေးအငြိအကျွေးတွေနဲ့ခန္ဓာကိုယ်ကထွက်လာတဲ့အရေးတွေကိုအပြင်ကိုယိုစိမ့်မှုမဖြစ်အောင်လုပ်နိုင်ပါပါ နလင်းတကြောင့်တည်ဆုံးသူဥယျာဉ်များတာအဖြစ်အခုအချိန်အထိအပြန်စီးတွေကြားတဲ့ကထုတ်လို့မရသေးတဲ့ဓာတ်ပုံတွေကလည်းအများကြီးရှိနေပါသေးတယ်။ဒီလို TV တွေကကြာလာနဲ့အမျှသူတို့စီကနေပြီးတော့ဝန်လာနိုင်တဲ့ယောဂပိုးတွေကအများကြီးပါ။ DVC ကထွက်တဲ့အနံ့အသက်တွေနဲ့ပိုးမောင်းတွေကပတ်ဝန်းကျင်တစ်ခုလုံးကိုဖျက်ဆီးနိုင်ပြီးတော့ကာလာဝမ်းယောဂတိုက်ဖိုက်နဲ့အသက်ချူကျတာတွေကိုဖျက်ဆီးနိုင်တာမို့လို့ပေါ်ဆနေလို့မရပါဘူးရှင်။ပြီးတော့ရှင်ကောင်နဲ့ကြွတွေရဲ့ရန်ကြောက်လဲငလင်ပေးဆောင်စကန်အတွင်းကိုပြန့်နှံ့နိုင်ပါတယ်။ ီလိုမျိုးကိုရန်ကိုကြက်သွားပြီးတော့မကူညီပေးနိုင်တဲ့သူတွေအတွက်ကတော့အထားခံတဲ့အစားအစာတွေဖြစ်တဲ့ဘီစကိုမုတ်ချွတ်နဲ့ကွက်ကီကြာရှည်ကန်စီသူဘူးတွေဖြစ်တဲ့ငါးတက်တာဘူးပဲဘူးတွေခောက်ဆဲကြောက်ဘူးတွေစံပြုတ်ဘူးတွေမြေပဲကျော်ပဲလုံးကျော် မြေပဲထော့ပတ်အစိအစံများဒစာတုတ်အစာဦးတွေကြားထဲမှာပိတ်မိနေတဲ့သူတွေအတွက်ရေဓာတ်ခန့်ချောက်ပြီးတော့အသက်ဆုံးရတာကအထူးကပြဿနာမို့လို့အချိန်အတွက်များနိုင်သမျှမြန်မြန်လိုအပ်ပါတယ်ရှင်တခြားတော့ ။သူကတော့ဘာသာဆရာမှမရှိရင်ကယ်လိုရီနဲ့ဂလူကို့စ်အတွက်တရားဖြော်တောက်လို့ရအောင်ပါ။ပြီးရင်တော့ရေတံမှုတွေအသေးချောက်တွေကိုလှုံ့မဲ့ပစ္စည်းစင်းထဲမှာတပါးရဲဝယ်ထားလို့ရပါတယ်။ဒီလိုမျိုးအစားအစာတွေအပြင်ဈေးရုံဈေးကန်းတွေကအစငလီနံကြိုက်ပစ္စည်းဆုံးရှုံးနိုင်တာမို့လို့တန်ရရတဲ့လူတွေအတွက်လိုအပ်နိုင်မဲ့ပိုးသတ်ဆေးတွေဖြစ်တဲ့ပီနီဆလင်း၊ဆက်ဖလိုစပိုရင်း၊မက်ခရိုလိုက်၊တက်ထရာဆိုက်ကလင်း၊ဖလိုရိုကွင်းနှလုံး၊ဆာဗီကယ်ကော်လာလို့ခေါ်တဲ့လေပင်ပတ် နူလာဆိုတဲ့အကြောစေးထိုးပြွန်အကြောစေးသိမ်းတဲ့ပစ္စည်းတွေပလတ်စတာကြောက်ပတ်တီပတ်တီအပြော့ဗီတာတိုင်းနဲ့အရက်ပြန်အောက်ဆီဂျင်ပူးအောက်ဆီဂျင်ရွှေဖို့မျက်နှာဖုံးတဲ့နှာခေါင်းပိုက်တွေးထိန်ကျူ ORS တက်စာ၆လက်မပတ်တီရာဘာလက်အိတ်နဲ့ N95 mask စားတဲ့ဆေးဝါးပစ္စည်းတွေကလည်းလိုအပ်နေပြီးငလင်ပြည့်တဲ့နေရာတွေမှာဝယ်ယူလို့မရနိုင်တာမို့ရတဲ့နေရာကနေဝယ်ပြီးတော့ထောက်ပံ့ပေးကြဖို့တိုက်တွန်းချင်ပါတယ်ရှင် အပြန်အစည်းပုံနေကြတဲ့မှာရောက်နေတဲ့သူတွေကိုကယ်နိုင်မှုအတွက်ငွေကြေးတနိုင်တဲ့သူတွေကတော့လွှတ်ဆက်ဖြတ်ဆက်နဲ့ဖောက်ဆက်တွေအများအပြားလဲလိုအပ်ပါတယ်အခုမြေပြင်မှာဖြစ်နေတာကစိတ်သာရှိပေမဲ့လက်ပလာနဲ့မို့ဘာမှလက်ခွင့်မရဘဲထိုင်ကြည့်နေပြီးတော့မျက်ရည်ကျရတဲ့အခြေအနေပါလှည့်စစ်မီလဲပြက်နေတဲ့ကာလမို့လို့အာသင်းလို့ရမယ့်မီးသည်မီးလုံးနဲ့ပါဝါဘက်နေလဲအများကြီးလိုအပ်မှာပါနောက်ဆုံးတစ်ခုအနေနဲ့ကတော့ကိုရိုင်းလဲသွားမကူနိုင်ငွေလဲအစ်စ်မပြေလို့ မလုံနိုင်တဲ့သူတွေအတွက်အဓိကထားပြီးတော့ကူညီလို့ရမယ့်နည်းလမ်းတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ spread the awareness လို့ခေါ်တဲ့ယုံကြည်ရတဲ့သတင်းချန်နယ်တွေအလူရှင်စီးရင်တွေကိုတကယ်အကူအညီလိုအပ်နေတဲ့သူတွေစီလမ်းညွှန်ပေးလို့ရပါတယ်။ဒီနေရာမှာတစ်ခုရှိတာကတော့လိုင်းမောင်ကကြားဖြန့်ခိုင်းတွေကလည်းဒီလိုအခွင့်အရေးတွေကိုအသုံးချပြီးလိမ့်လည်နေရမှလို့တေချာစစ်ဆေးပြီးမှပြန်လည်မျှဝေပါရှင်။ အခုကာလအတွင်းမှာငလီနဲ့မသက်ဆိုင်တဲ့ post တွေကိုမတင်ပေးခြင်းဖြင့်လည်းသတင်းဖုံးမိတ်ရန်ကနေကောက်ွယ်ပေးသားဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့စိတ်ဓာတ်ကျနေရမျိုးမလုပ်ပဲကိုတက်နိုင်တဲ့ဘက်ကနေဝင်ရောက်ကူညီရင်းနဲ့ဒီလိုကဆိုးကြီးရဲ့ရန်ကနေအတူတူကြော်လာလိုက်ကြရအောင်ရှင်